ပါဝင်မှဟိုတယောက်မကြံပါဝင်မှသာလေဒါကိုလုပ်မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်အရန်နောက်ကျပြီးတော့အရန်ချိန်နေဆိုတဲ့အခြေအနေဖြစ်သွားမယ်။ဒီ process က ဖရရဲ့ square လုတ်တလားပေါ့နော်မြက်မတာတာလုတ်တလားပဲအဓိကပဲအကုန်ပါခြင်းမပါခြင်းကတိတ်အဓိကမဟုတ်ဘူးနိုင်ငံတကာခင်းချင်းကနောက်တော့ဒီရွေးကောက်ပွဲနောက်ကိုလူလူနောက်ကိုလိုက်လာတဲ့အနေအထားတွေကျွန်တော်တို့အစဉ်ဆက်ရွေးကောက်ပွဲတွေညာတွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီအပေါ်မှာမျှော်လင့်ပြီးတော့အဲနိုင်ငံတကာကယုံကြည်လက်ခံတဲ့အနေအထားတစ်ခုကိုတော့ကျွန်တော်တို့ရောက်လာလိမ့်မယ်လို့ကျွန်တော်တို့ကညှုံလင်းထားတာပေါ့အခုအချိန်မှာတိုင်းပြည်ကအရန်ကိုပြုတ်ကွဲနေတယ်လို့ကျွန်မခန်းစားရတယ်နောက်ပြီးတော့တနိုင်ငံလုံးမှာငင်းငယ်ကြီးမရှိဘူးရွေးကောက်ပွဲဆိုတာကနိုင်ငံ တစ်ခုမှာအပြောင်းလဲတစ်ခုကိုလုတ်ဖို့ရွေးကောက်ပွဲဆိုတဲ့ဟာတစ်ခုကိုမဖြစ်မနေဟိုဖြတ်တန်းရမယ်အဲ့တော့ဒီကိစ္စတွေကိုလုံနိုင်ဖို့ကိုအားလုံးပါဝင်မှဟိုတယောက်မကြံအဖွဲ့ဟိုတစ်ခုတစ်ခုမကြံပါဝင်မှသာလေဒါကိုလုပ်မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်အရန်နောက်ကျပြီးတော့အရန်ချိန်နေဆိုတဲ့အချိန်နေဖြစ်သွားမယ်ဒါကြောင့်မလို့အခုပါဝင်နိုင်နေဆိုရင်တော့အခုကြည်ပါအားလုံး58ပါတီပါလာပါနော်ဒီဟဲ့လားလှုပ်တော့ကိုယ်စလေပေါင်းဆိုရင်လည်း9900ကျော်လောက်ဟဲ့လားဒါတင်ထားတာပါအဓိက ော့ဘာကြောင့်ဟိုဒီလိုလှုပ်ချင်တာလဲဆိုတော့ဟုတ်လားလူတအူးတယောက်တည်းအဖွဲ့စည်းတစ်ခုတည်းကနေပြီးတော့အာနာ၃ရက်စနုံးကိုကင်ထားရတဲ့အခြေအနေရနေပြီးတော့ဒီအာနာ၃ရက်ညဝေပြီးတော့ဟုတ်လားပြင်သုံးနိုင်တဲ့အခြေအနေကိုရောက်အောင်ကျမကဒီမျော်လင့်ချက်ကိုရှိရဲဟုတ်လားလွတ်တော်ပေါ်လာမယ်ဒါမှသာလေကျမတို့လူမျိုးဟုတ်လားပြည်သူဝန်ထမ်းတွေကလွတ်တော်တည်းကနေပြီးတော့ပြည်သူကိုစားအတန်ထွက်ပြေးနိုင်တယ်ဒီမျော်လင့်ချက်ကအကြီးဆုံးပဲကျမတို့ခံစားနေရတဲ့တိုင်းရင်းသားတွေခံစားနေရတဲ့လူမှုနေနာဆုံးရှုံးမှုတွေကိုကျမတို့ဘယ်နေရာကပြောမလဲ ဲ့ဒါကြောင့်ကျွန်မကတော့ဟလာရွေးကောက်ပွဲဖြစ်စေခြင်းနဲ့လွတ်တော်တွေကိုရောက်ချင်တယ်ဒါပါပဲရွေးကောက်ပွဲကတရုတ်ကကမ္မကထာလုပ်တယ်နောက်ပြီးတော့ဒီဟာကိုအိန္ဒိယနဲ့ရုရှားကထောက်ခံတယ်အဲ့တော့အာဆီယံကလည်းကျွန်တော်တို့အရင်ထက်စာရင်အာဆီယံဘုံသဘောတူညီချက်၅ချက်ပုံမှာမူတည်ပြီးတော့နည်းနည်းပြောင်းလဲလာတဲ့အချက်တွေရှိတယ်အဲ့တော့ကျွန်တော်တို့မြင်တာကတော့နောက်နိုင်ငံတကာခင်းချင်းဆိုတာလဲ EU ဆိုတာလဲလိုက်လာမှာပဲကျွန်တော်တို့မြင်တာက အရင်စင်ဆက်ရွေးကောက်ပွဲတွေမှာလည်းဒီလိုပေါ့နော်ဒီလိုပဲကျွန်တော်တို့နိုင်ငံတကာခင်းကျင်းကနောက်တော့ဒီရွေးကောက်ပွဲနောက်ကိုလူလူနောက်ကိုလိုက်လာတဲ့အနေအထားတွေကျွန်တော်တို့အစင်ဆက်ရွေးကောက်ပွဲတွေကတွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီအပေါ်မှာမျှော်လင့်ပြီးတော့အဲနိုင်ငံတကာကယုံကြည်လက်ခံတဲ့အနေအထားတစ်ခုကိုတော့ကျွန်တော်တို့ရောက်လာလိမ့်မယ်လို့ကျွန်တော်တို့ကမျှော်လင့်ထားတာပေါ့အဓိကကဟိုကျွန်တော်တို့ဒီ process က fair ရဲ့ square လုတ်သလားပေါ့နော်မျက်မှောက်ရတာလုတ်သလားပဲအဓိကပဲအကုန်ပါခြင်းမပါခြင်းကတိတ်အဓိကမဟုတ်ဘူးအဲ့ ဘာဖြစ်လို့လဲဆိုရင်အဲ့လောက်ထိကျွန်တော်လည်းမစောင့်နိုင်တော့ဘူးပေါ့နော်ကျွန်တော်ဒီမိုကရေစီကိုကျွန်တော်အရန်လိုချင်နေပြီပေါ့နော်ဘလို့ဘလို့အပေါက်ကလေးရပဲကျွန်တော်တို့ရရပေါ့နော်ဘလို့ဖြစ်ဖြစ် ကျွန်တော်တို့အဲ့ဒီအပေါက်ကိုကျွန်တော်တို့ဟိုကျွန်တော်ရယူမယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကတိုင်းပြည်မှာဘာပဲပြောပြောနော်လွတ်တော်ပေါ်လာတယ်အစိုးရပေါ်လာတယ်ဆိုရင်ကျွန်တော်တို့အခုဘာပဲပြောကျွန်တော်ဒီအရေးပေါ်ကာလမှာကျွန်တော်တို့ရဲ့နိုင်ငံသားအခွင့်အရေးတွေလည်းအယုတ်သိမ်းခံရတယ်လေကျွန်တော်လွတ်လပ်လပ်ပြောလို့မရတော့ဘူးလေဒီလိုအခြေအနေမျိုးကလွတ်လန်းတာဒါတစ်ခုပဲရှိလို့ ကျွန်တော်ကမဖြစ်မနေဘလို့နည်းနဲ့ဖြစ်ဖြစ်ကျွန်တော်ရုပ်ောက်ပွဲကိုဒီအကျိုးတွေမျှော်ပြီးတော့ကျွန်တော်တို့ပြည်သူတွေလုံးမယ်လို့ကျွန်တော်အဲ့လိုမျှော်လင့်ထားတာပါ